အလုံးယေရှုနာမ၌မိင်္ဂလာပါဒီကနေ့မှာတော့ကရုဏာစိတ်ရှိခြင်းဤကောင်းကျိုးဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်နဲ့အရောက်စီတိုင်းကိုထမှန်ပြီးတော့နှိုးဆော်ခွန်အားပေးလိုပါတယ်အခြေပြုချက်အနေနဲ့တရား12ခုမြောက်သောဆလံအပိုင်းငယ်9ရက်6မှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ်ကရုဏာစိတ်ရှိ၍ချီးကားတတ်သောသူသည်ကောင်းစားတတ်၏တရားဆုံးဖြတ်ရာကာလ၌အောင်ခြင်းသို့ရောက်လိမ့်မည်အကေခြင်းစီလှုပ်ရှားခြင်းနှင့်အစဉ်ကင်းလိမ့်မည် နှုတ်ကပတ်တော်ကိုဝင့်ခံတော်တဲ့ရောက်စီတိုင်းပေါ်ဖျားတခင်ကောင်းကြီးပြပါစေဒီနှုတ်ကပတ်တော်ကြည်တဲ့အခါမှာဂရုဏာစိတ်ရှိ၍ချီးငါတတ်တော်သူတည်ကောင်းစားတတ်တယ်ဆိုတော့ကိုနှုတ်ကပတ်တော်မှာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူများရဲ့အတ္တမှာဂရုဏာစိတ်ရှိခြင်းကအမတမအရေးကြီးပါတယ်တခင်ရှုခရစ်တော်ဖျားကိုယ်တိုင်အငြိမ်းဆုံးသောသူတည်ကိုဖျားရဲ့မေတ္တာနဲ့ဖျားကိုချစ်တဲ့နှလုံးသားနဲ့ကိုယ်ရည်မစားခြင်းကခရစ်တော်ကို ခရစ်တော်ဖျားကိုကိုညီမသားသားနဲ့အတူတူပဲဖြစ်တယ်ဆိုတော့ကိုနှုတ်ကပတ်တော်မှာတွေ့ရတယ်။တခါတလေမှာကျွန်တော်တို့ကိုဘုရားသခင်ကသူတစ်ပါးကိုပီးကမ်းဖို့အတွက်သူတစ်ပါးကိုကိုညီမသားဖို့အတွက် တခါတလေမှာအခြေအနေတွေဖန်တီးလာမှာဖြစ်ပါတယ်။ဒါကတင့်ကို ကောင်းကြီးဖြစ်စေခြင်းလို့ဘုရားသခင်ကတင့်ရဲ့အသက်တာထဲမှာကောင်းကြီးရှိစေခြင်းသောကြောင့်ဘုရားသခင်ကိုယ်တိုင်ပြင်ဆင်ပေးတဲ့အခွင့်အရေးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးဖြစ်လာတဲ့အခါမှာ မတရားကကျွန်တော်မပြောလေဆိုတော့ကရုဏာစိတ်ရှိပြီးတော့ချီးငါတော်သူကကောင်းစားခြင်းကိုရမှာဖြစ်တယ်။အဲ့တော့ဒီနေရာမှာချီးငါတယ်လို့ပြောတဲ့အခါမှာတချို့ကအတိုးယူပြီးချီးငါတာရှိတယ်။တချို့ကအခွင့်အရေးတစ်ခုခု လိုခြင်းလို့အချိုးကိုပြန်ပြီးတော့မျောလင့်တဲ့နှလုံးသားနဲ့ချီးငါတာလည်းအများရှိပါတယ်။ကျွန်တော်ယုံကြည်သူများရဲ့တက်တာမှာတော့ဒီလိုမျိုးမလုပ်ဖို့အင်မတန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တမန်တရားကပြောပါတယ်။ကရုဏာစိတ်ရှိပြီးတော့ချီးငါမှတာလည်း ေါင်းချိုးကိုရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဂရုနာစိတ်ရှိတဲ့သူခံစားမဲ့အကျိုး၃မျိုးရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ဘေးနေရာမှာဘေးရောက်ရောက်ခေါင်းစားတဲ့အတ္တကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ခေါင်းစားတယ်လို့ပြောတဲ့အခါမှာဘာလို့လို့အဆင်ပြေတယ်။လုပ်ငန်းတိုင်းမှာအောင်မြင်တဲ့အကျိုးကိုရမယ်။စိတ်ကြီးစရာမလို့ဝမ်းနည်းစရာမလို့ပူဆွေးစရာမလို့ဘေးချိန်ဘလို့ဖြစ်သွားမယ်ဆိုတာမလို့ရောက်တဲ့နေရာမှာကောင်းကြီးမင်္ဂလာကသူ့နောက်ကိုလိုက်လာတယ် ကောင်းစားတဲ့အတ္တကိုရရှိမှာဖြစ်တယ်ဆိုတော့ကိုလောကဘတော်ကပြောပါတယ်။ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေဂရုဏာစိတ်တဘုံနဲ့သူတစ်ပါးကိုကိုကြီးမစားဖို့ဖြစ်ပါတယ်။နောက်ပြီးတော့တရားဆုံးဖြတ်ရာကာလ၌အောင်ခြင်းတို့ရောက်မယ်။လှုပ်ဆောင်တဲ့အရာတိုင်းမှာအောင်မြင်တဲ့အခွင့်ရမယ်။အောင်မြင်ခြင်းဆိုရက်ကောင်းကြီးမင်္ဂလာကိုရရှိမှာဖြစ်ပါတယ်။လူတိုင်းကအဲ့ဒီအောင်ခြင်းဆိုရက်အောင်မြင်ခြင်းဆိုရက်ကောင်းကြီးမင်္ဂလာကိုလိုချင်တဲ့လူတွေပဲ။သူရဲ့နေပယ်အတ္တိမှာစီဝိုင်းတမားကစီဝိုင်းနေပယ်မှာ ပညာရေးသမားကပညာရေးနယ်ပယ်မှာအုပ်ချုပ်သူလူတန်းစားကတွေ့အုပ်ချုပ်သူနယ်ပယ်ထဲမှာအာကစားသမားကအာကစားနယ်ပယ်ထဲမှာဝန်ထမ်းကဝန်ထမ်းနယ်ပယ်ထဲမှာကိုကြညာနယ်ပယ်အတူတူမှာအောင်ချင်းအခွင့်ကိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နှုတ်ကပတော်ကပြောပါတယ်။သူတစ်ပါးကိုအရင်ဆုံးဂရုနာစိတ်တော်နဲ့ကူညီ။အဲ့ဒီနောက်မှာအောင်မြင်ခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာကကျွန်တော်နောက်ကိုလိုက်လာမှာဖြစ်ပါတယ်။ဒါကဝိညာဉ်ရေးရာနှိယာမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဒါကိုသိပြီဆိုရင် တကယ်လက်တွေ့နှုတ်ကပတ်တော်ကိုယုံကြည်ပြီးတော့တင်းရင်တက်တာမှာလိုက်လျှောက်ကြည့်ပါအံ့ဩဖွယ်ရာနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းတင်းရင်တက်တာပေါ်မှာရောက်ရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုကအကေစင်စစ်ယုံကံခြင်းနဲ့အစဉ်ကင်းလို့လိမ့်မယ်ဆိုတော့ကိုနှုတ်ကပတ်တော်ကပြောပါတယ်ဆိုလိုတဲ့တဘောကဘယ်နေရာမှာပဲရောက်ရောက်ဘယ်နေရာမှာပဲရှိနေရှိနေကိုရောက်တဲ့နေရာမှာခက်ခဲကြမ်းတမ်းတဲ့ဘဝကိုဖြစ်တန်းစရာမလို့တချို့ညီကိုမောင်နှမတွေဒါကကဲရတာမဟုတ်ဘူးဟိုးမနဲ့အစိုးကြီးသာသူများတက်ပို့ပြီးစိုးအောင်ထားတယ် ပို့ပြီးတော့စူးစမ်းရတယ်။အိုးညနေတည်းလှုပ်ပေမဲ့ဟိုလှုပ်တလောက်အကျိုးမခံစားရတဲ့သူတွေအများကြီးရှိပါတယ်။တခုခုလွဲနေတယ်အဲ့ဒါဆိုရင်တော့တင်ဖျားနဲ့မှန်နေရဲ့လား။ဖျားပြောသလိုအတက်ရှင်နေရဲ့လား။ဖျားရဲ့တဘောတိုင်းသွားနေရဲ့လား။အမှန်ဆိုရင်ကျွန်တော်အလောက်ကြီးစူးစမ်းရင်တော့စူးစမ်းတဲ့အထိုက်လျောက်ကျွန်တော်ကောင်းကြီးခံစားမှာ။ဒါပေမဲ့ကျွန်တော်ရဲ့အသက်ရှင်မှုမှာတခုခုမှားယွင်းတဲ့အခါမှာဒီနေ့ကျွန်တော်တို့စူးစမ်းသလိုရလက်ကဖြစ်မလာဘူး။ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာ တမာတရားနဲ့အညီဆောင်မယ်ဆိုရင်တမာတရားနဲ့အညီအသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တကနှုတ်ကပတော်ပြောပါတယ်လှုပ်ရှားခြင်းနဲ့အစဉ်ကင်းလို့တဲ့အခွင့်တကုတ်တကဲပင်ပင်ပန်းပန်းရုံးကန်ကြိုးစားကိုလှုပ်ဆောင်သလောက်ကိုပေးဆက်သလောက်ကြိုးစားသလောက်အခွင့်အရေးအတီးပွင့်ကို ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ချစ်တော်ယုံကြည်သူကြီးကိုမောင်နှမများဒါကဝိညာဉ်ရေးရနေရမှာဖြစ်ပါတယ် ယုံကြည်သူဖြစ်တဲ့အခါမှာကရုဏာစိတ်နှလုံးသားရှိမှထားပါကရုဏာစိတ်နှလုံးသားနဲ့ကရုဏာစိတ်တဘောနဲ့လှုပ်ဆောင်တဲ့အတူတိုင်းကနံပါတ်1ကောင်းစားသောအတ္တတာကိုရရှိမယ်ဒုတိယတစ်ခုအရာရာတိုင်းမှာအောင်မြင်ခြင်းခွင့်ရမယ်တတိယတစ်ခုလှုပ်ရှားခြင်းနဲ့အစဉ်ကင်းလွတ်တဲ့အခွင့်ကိုရမှာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်နဲ့အားပေးခြင်းနဲ့ရောက်စီတိုင်းပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ။